ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြည့်ပါကိုကအိမ်တလုံးကိုဝယ်လိုက်တယ်ပတ်စံလဲအကုန်ရှည်ပြီးသွားပြီအိမ်ပေါ်မှာနေနေတာလဲနှစ်ပေါင်း30ကျော်နေပြီရက်ွက်ထဲမှာလဲကို့အိမ်တော့ပဲအားလုံးကတည်ထားကြပါတယ်ဒါပေမဲ့တမနဲ့အိယာကနိုးလာတော့ဒီအင်္ဂါခမရရင်မဟုတ်ဘူးဖယ်ပြပါဆိုပြီးတော့တရားရုံးကအမိန့်ချလိုက်ရင်ဘယ်လိုခံစားရမလဲဒါကပုံပြမဟုတ်ပါဘူးတကယ်ဖြစ်ဖြစ်ခဲ့တဲ့တရားရေးဇလန်တပုတ်ပါဝယ်သူဘက်ကတရားဝင်မှတ်ပုံနဲ့စာချုပ်မရှိပေမဲ့ဥပဒေအကာအကွယ်ရမယ်လို့ထင်ထားခဲ့ပါတယ်ဒါပေမဲ့ဘာလို့ရှုံးသွားတာလဲ ဘာလို့အိမ်ပေါ်ကနေဆင်းပေးလိုက်ရတာလဲဒီအမှုကနေကျွန်တော်တို့ဘာသင်ခန်းစာယူလို့ရမလဲဆိုတာကိုမျှဝေပေးသွားပါမယ်အားလုံးမင်္ဂလာပါကျွန်တော်အရှိနေဦးမင်းသိန်းအောင်ပါဒီနေ့ပြောပြမယ့်ဇလန်အတွက်2000နှစ်မြန်မာနိုင်ငံတရားစီရင်ထုံးဒေါ်ကျော့ကျော့ပါ5ဦးနဲ့ဦးဝင်းကျန်တရားမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုးကားတင်ပြသွားမှာဖြစ်ပါတယ်ဇလန်ကဒီလိုပါရန်ကင်းမြို့နယ်တဲကမြေခွက်ကြီးတစ်ခုကိုဒေါ်ခင်ဆိုးဆိုတဲ့အမျိုးသမီးက1969နှစ်လောက်ကတည်းကတရားဝင်ဝေပြီးတော့ပန်းဆိုင်ထားပါတယ် မြေကရန်အမီဘောက်ကလည်းဒေါ်ခင်ဆိုးအမီနဲ့ပေါက်ပါတယ်ပြဿနာက1964ခုနှစ်မှာစပါတယ်ဒေါ်ခင်ဆိုးရဲ့ခင်ပွန်းဖြစ်သူဦးဝင်းကျန်ကသူ့ရဲ့အမအရင်ဖြစ်သူကိုအဲ့ဒီမြေခွက်တဲကတစ်စီးတစ်ပိုင်းကိုခွဲပြီးတော့ရောင်းလိုက်ပါတယ်တန်ဖိုးငွေ8000ကျပ်နဲ့ယူပြီးတော့အရက်ကိစ္စာကျုံနဲ့ရောင်းလိုက်တာပါဝယ်သူဖြစ်တဲ့အမကြီးကလည်းမောင်ရင်းစီကဝယ်တာဆိုတော့ယုံပြီးတော့မှတ်ပုံနေစာကျုံမရှုပ်ပင်နဲ့အိမ်ဆောက်နေလိုက်တာနှစ်ပေါင်း30ကျော်ကြာသွားပါတယ် 1996ခုနှစ်ရောက်တော့ဂရန်အမီပေါက်တဲ့ဇနီးတဲ့ဒေါခင်ဆိုးကဝယ်ထားတဲ့သူတွေကိုငါ့မြေပေါ်ကနေဖယ်ပေးပါဆိုပြီးတော့တရားစွဲလိုက်ပါတယ်။ဝယ်ထားတဲ့သူတွေက ပြန်ရှိပါတာကမဟုတ်ဘူးငါတို့ကခမရယောက်ျားစီကနေပတ်စံအကြည့်ပေးပြီးတော့ဝယ်ထားတာ။စာချုပ်ကလည်းရှိတယ်။နေလာတာကလည်းနှစ်ပေါင်း30ရှိပြီ။ပြည်စီဖျက်ပြခြင်းအုပ်ပဒေပုံမှ53ကားကြီးအရာငါတို့ကိုမောင်းထုတ်လို့မရဘူးဆိုပြီးတော့ပြန်ခုခံကြပါတယ်။ဒီနေရာမှာဥပဒေဘူးတူတာလေးကိုပြောပြရရင်ပုံမှ53ကားကြီးဆိုတာ စာချုပ်မှတ်ပုံမတင်ရသေးပေမဲ့ဝယ်သူကပတ်စံပေးပြီးတော့လက်ရောက်နေထိုင်ရင် ရောင်းသူကပြန်သိမ်းလို့မရအောင်ကာကွယ်ပေးတဲ့ပုံမှန်ပါဒါပေမဲ့ဒီပုံမှန်မှာအချက်၆ချက်နဲ့ညီမှကာကွယ်လို့ရပါတယ်အဲ့ဒီ၆ချက်ကိုအချင်းချင်းပြောပြရရင်တစ်အချက်ကပစ္စည်းပိုင်ရှင်ကဝယ်သူကိုတန်ဖိုးငွေယူပြီးတော့လွှဲပြောင်းပေးတာဖြစ်ရပါမယ်နှစ်အချက်ကစာနဲ့ရေးထားတဲ့တရားဝင်ပဋိညာစာချုပ်ရှိရပါမယ်၃အချက်ကတော့အဲ့ဒီစာချုပ်မှာပိုင်ရှင်ကိုယ်တိုင်ဒါမှမဟုတ်ကိုယ်စလဲကလက်မှတ်ရေးထိုးထားပါမယ် လေးချက်ကတော့ဝယ်သူဟာပစ္စည်းကိုလက်ရှိထားပါမယ်ဆိုလိုတာကတော့အိမ်ပေါ်မှာတက်လို့နေလိုက်တာမျိုးပါငါးချက်ကတော့ဝယ်သူဘက်ကနေဆောင်ရွက်ဖို့ကြံရှိနေရတွေကိုဆောင်ရွက်ဖို့အသင့်ရှိရပါမယ်ဥပမာငွေအခြေရှိဖို့ကြံရင်ရှိဖို့အသင့်ရှိရပါမယ်နောက်ဆုံးအချက်ကတော့အရေးကြီးဆုံးပါတရားဆွဲလာတဲ့တေလောဟာရောင်းချသူဒါမှမဟုတ်ရောင်းချသူရဲ့အကျိုးဆက်ခံခွင့်ရှိသူဖြစ်ရပါမယ်။နောက်တစ်ချက်ကမြန်မာဗုဒ္ဓဘာသာလင်များတွေမှာ လင်းမြနှစ်ဦးရဲ့မခွဲဝေရသေးတဲ့နှစ်ဦးပိုင်လက်ထပ်ပွားပစ္စည်းကိုတဦးကကြံတဦးရဲ့သဘောထားမှာပါပဲနဲ့သဘောတူညီချက်မှာပါပဲနဲ့ရောင်းချခွင့်လုံးဝမရှိပါဘူးအခုဒီအမှုမှာအထူးအယူခံယုံကရှင်းပြတာကဟုတ်ပါတယ်ခမရတို့ပတ်စံပြီးဝေထားတာမှန်ပါတယ်ဇာကျုပ်ရှိတာလည်းမှန်ပါတယ်ဒါပေမဲ့ခမရတို့ကိုရောင်းလိုက်တာကခင်ပွန်းဖြစ်တဲ့ဦးရင်းကြိုင်ကရောင်းလိုက်တာပါအခုခမရတို့ကိုတရားစွဲပြီးတော့မောင်းထွက်နေတာကမေပန်ရှင်ဖြစ်တဲ့ဇနီးတဲ့ဒေါခင်ဆိုဖြစ်နေပါတယ် ဥပဒေအရရောင်းသူမဟုတ်တဲ့တခြားတရားရောက်ကတရားဆွဲလာရင်ပြစ်စီလွှဲပြောင်းခြင်းအဥပဒေပုံမှန်53ကားကြီးနဲ့ကာကွယ်ခွင့်မရှိဘူးလို့ဆုံးဖြတ်ပြီးတော့ဝေသူတွေကိုအိမ်ပေါ်ကနေဆင်းပေးဖို့အမိန့်ကိုအတည်ပြုလိုက်ပါတယ်။နာနာကျင်ကျင်မှတ်သားစရာတခုကယောက်ျားကရောင်းပေမဲ့ပိုင်ရှင်ကမိမဖြစ်နေတော့မိမကပြန်သိမ်းတဲ့အခါမှာဘာမှမတက်နိုင်ပဲဆင်းပေးရတဲ့ပါတယ်။ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအင်ရှာမီတွေဝယ်တော့မယ်ဆိုရင်ဒီအချက်တွေကိုသတိထားဖို့လိုပါတယ်။ ပထမအချက်ကကိုယ့်ကိုရောင်းမဲ့သူဟာပိုင်ရှင်အဆက်ဟုတ်မဟုတ်တရားစီစစ်ဖို့လိုပါတယ်။လေမယားပိုင်တဲ့ပစ္စည်းတွေဆိုရင်လေမယားနှစ်ယောက်ဆက်လုံးကသဘောတူရောင်းချတာမျိုးဖြစ်ဖို့လိုပါတယ်။ယောက်ျားရောင်းတာကိုဝယ်မိပြီးတော့မိန်းမကပြန်သိရင်စာချုပ်ရှိပေမဲ့ဥပဒေအရအကာအကွယ်မရနိုင်ပဲဖြစ်တတ်တာကိုဥပဒေဘူသူဒအနေနဲ့မျှဝေပေးလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။